မနေ့ဖန်73ရက်နေ့ဖြစ်သွားပြီ73ရက်နေ့ဖြစ်တဲ့အတွေ့အကြုံအထူးသတိပြုချက်လေးကိုလာပြီးတော့ပြောပြပေးမယ်မနေ့ဖန်6နှစ်ရည်ရနေပြီးတော့ 6:45မိနစ်အတွင်းနေဝန်ကြီးထွက်လာတဲ့အချိန်မှာအတွေးကြည့်နေတဲ့သူတွေပဲလိုက်လုပေးပါ။ဒါပေမဲ့နေ့ချင်းညချင်းတော့ရမှာမဟုတ်ပါဘူး။ကျွန်မတင်ပေးတဲ့အချိန်လေးတွေမှာတိတိကျကျလိုက်လို့ကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့စီးပွားရေးတွေလည်းလိုက်လုပ်မယ်ဆိုလို့ရှိရင်အေကန်မုတ်ချတေဘွားကခက်ခဲကြက်တဲနေတဲ့အကျွေးတွေကနေပြီးတော့လွန်မြောက်မှာဖြစ်ပါတယ်။အထူးအထူးသတိပြုရမှာက မနေ့နေထွက်ချိန်6နာရီနေ့6နာရီ55မိနစ်မှာမိအောင်လုပ်ပါမနေ့က73ရက်နေ့တနေ့ရတယ်74ရက်နေ့နှစ်နေ့ရတယ်နှစ်နှစ်တိတိပြုလို့ရမှာဖြစ်ပါတယ်73ရက်နေ့မမိတဲ့သူက74ရက်နေ့မှာလိုက်လုပ်ပါကျေးဇူးထူးတင်ပါတယ်ဒီနည်းလမ်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ကျမခင်စုတီပါဖုန်းနံပါတ်ပညာရှင်တွေဖြစ်ပါတယ်ချစ်ရတော့ချစ်မိတ်ဆွေတို့ရဲ့ဘဝကိုဖုန်းနံပါတ်တစ်လုံးပြောင်းလဲပေးလိုက်တဲ့အချိန်မှာ အော်ထူချရတဲ့ဝင်ငွေလမ်းကြောင်းတွေကောင်းလာတဲ့မိသားစုတွေအဆင်ပြေလာပြီးတော့စီးပွားရေးတွေဥမော့ပြီးချမ်းသာကြွယ်ဝတဲ့ဘဝတစ်ခုကိုရောက်ရှိသွားအောင်ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ဖုန်းနံပါတ်ပညာရှင်ဆမခိုင်စုတီဖြစ်ပါတယ်။ချစ်ရသောကျမကိုယုံကြည်အားကိုးသူတော်သူတိုင်းကိုချမ်းသာကြွယ်ဝခြင်းလမ်းကြောင်းပေါ်ကိုပို့ဆောင်လာပေးကြတာနှစ်နှစ်တိတိရှိပါပြီဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျမဆက်ပြောပေးပါမယ်။ မနေ့ဖန်73ရက်နေ့မနေ့6နာရီနေထွက်အချိန်မှာ နေထွက်တဲ့အရက်ကိုမျက်နှာမူပါအိမ်ရဲ့အပြင်ဘက်မှာလို့ရပါမယ်အိမ်အတွင်းမှာမဟုတ်ပါဘူးနေထွက်ရအရက်ကိုမျက်နှာမူပြီးတော့နေရဲ့လင်းရောင်ကြီးကို ရရှိတဲ့တတဝါတိုင်းပုပ်ကိုတိုင်းကကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေကျမ်းမာကြပါစေချမ်းသာကြပါစေဆိုပြီးတော့မေတ္တာပွားပါ လွယ်လွယ်လေးပါပဲဒီလိုလေးပြုတ်လို့ပေးပါဒီလောက်လေးပဲဘာအရင်နှိမမကုန်ဘူးလိုင်းလုံးတဲ့သူတိုင်းကတော့ငွေကြေးအခက်ခဲတွေအဆင်ပြေလာကြတယ်ဆိုတာကို ကျမကိုတိုင်းနဲ့ကိုတွေ့ရလာရထားတဲ့သူဖြစ်ပါတယ်73ရက်နေ့မနေ့6နာရီ45နော်မနေ့6နာရီနေ့တော့6နာရီ45ဟုတ်ပြီ74ရက်နေ့မှာလဲ6နာရီနေ့ပြီးတော့6နာရီ45ဖြစ်ပါတယ်တောက်ကြနေ့နဲ့စနေနေ့ဖြစ်ပါတယ် သေသေးချာချာလိုက်လို့ကြည်ပါတင်တို့ဘွားအတွက်ပတ်စံမကုန်မဲနဲ့အကျွေးကျေစေမဲ့နီလန်းဖြစ်ပါတယ်ဒါပေမဲ့တင်တို့ရဲ့အလုပ်တွေကိုတော့လုပ်ရမှာဖြစ်ပါတယ်ကြိုးကြိုးဆာဆာလုပ်ရမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုကြည့်နေတဲ့ဘဲဘာဘာဝင်းမစိုးရေခုနှစ်ခွက်ကိုဖျားကိုလှူဒန်းပေးပါဘာဘာချားတွေဖြစ်တဲ့ဆိုလို့ရှိရင်လူခုနှစ်ယောက်ကိုရေသားခုနှစ်ခုလှူပေးလိုက်ပါအကျွေးဘွားကလွတ်မြောက်ဖို့လေးလေးနက်နက်ဆုတောင်း